ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်စစ်ကောင်စီထွေးဥယုံစီဝေးမှာမြို့နယ်အတွင်းရက်ွက်တွေကအုတ်ချုပ်မှုတွေအနေနဲ့စစ်မှုတန်းစည်ရင်မပေးရင်စစ်ကားထိုးပြီးပေါ်တာဆွဲခံရမယ်လို့ချင်းချောက်ပြောဆိုကြောင်းရက်ွက်ရုံနဲ့နှိစက်သူတွေစီကသိရပါဗယ်။ရက်ွက်အုတ်ချုပ်မှုတွေအနေနဲ့ကိုယ့်ရက်ွက်ကိုတာဝန်မယူရင်စစ်ကားကိုရက်ွက်ထဲပိတ်ရက်ပြီးအကုန်ဆွဲခေါ်မယ်လို့အာနာသိမ့်ပြီးတဲ့နောက်မြို့နယ်ထွေးဥဖြစ်လာခဲ့တဲ့ကချင်တိုင်းရင်းသားဦးလောဟာကမတ်လ၁ရက်နေ့မှာပြုလုပ်တဲ့လာပတ်စည်းဝေးမှာပြောဆိုခဲ့တာလို့သိရပါဗယ်။ ပြီးခဲ့တဲ့အာဓမဆွေးမှုတန်အပတ်စဉ်၁၁အတွက်မြို့နယ်အတွင်းကရက်ကွက်တစ်ခုကိုလူ၂ယောက်နှုန်းပေးရမှာဖြစ်ပေမဲ့ရက်ကွက်၉ခုဟာဆွေးမှုတန်စီရင်မပေးနိုင်ခဲ့တာကြောင့်ထွေအုပ်ဦးလောဟာကအစည်းအဝေးမှာရက်ကွက်အုပ်ချုပ်ရေးမှုတွေကိုချင်းချောက်ပြောဆိုခဲ့တာလို့ရက်ကွက်ရုံးနယ်နှိဇက်သူကပြောပါရယ် မတ်လအတွင်းမှာပဲမြို့နယ်အတွင်းကရက်ွက်၄ခုမှာအုပ်ချုပ်ရေးမှုအသက်တွေကိုကြန့်ခိုင်ရေးပါတီဝင်တွေနဲ့အစားထိုးခဲ့တယ်လို့ဆိုပါတယ်။မြောက်ကလာပါမြို့နယ်မှာရက်ွက်၁၈ခုနဲ့မြို့တိရက်ွက်ကြီး၂ခု စုစုပေါင်းရက်ွက်၁၆ခုရှိတယ်လို့သိရပါတယ်ရှင်။